Ma, manía, trupe, no. မပထမနေ့ကပြောသလိုပဲเนาะဟိုဟာပွဲတွေအကုန်လုံးက အကျက်တွေဖြစ်တာဖြစ်တဲ့အတွက်ကလေးတွေကိုတလဲချင်းစီအာနေရာပေးပြီးတော့ဗောနော်တနေ့ချင်းစီမှာအာအင်အပြည့်နဲ့ကစားဖို့အတွက်အမကြိုတင်စီမံထားတယ်လို့ညီမလေးတို့အကုန်လုံးပြောပြထားပါတယ်။နောက်ပြည့်တက်ကြီးကိုလည်းပဲအဲ့လိုမျိုးစီမံထားတာဖြစ်တဲ့အတွက်ဒီနေ့တနေ့မှာဒီတယောက်ကစားပြီးတော့နောက်နေ့တနေ့မှာကစားမကစားရတာလည်းဖြစ်ကောင်းဖြစ်မယ်ရှင်။အားကြောင့်လဲဆိုအကုန်လုံးကမြမလေးရေးစဉ်ပလီယာတွေအကုန်လုံးဖြစ်တဲ့အခါကျတော့ကလေးတွေကိုအကုန်လုံးကိုလည်းပဲ experience ပေးချင်တာဖြစ်တဲ့အတွက်မျှပြီးသုံးနေတာဖြစ်တဲ့အတွက်နားလည်းပေးပါလို့ပြောချင်ပါတယ်ရှင်။ဟုတ်။နံပါတ်1အနေနဲ့ပလီယာတွေရော ော့ညီမတို့ရောမျှော်လင့်ထားတာ quarter final ပေါ့နော်အာဘယ်လိုမျိုးအဖြစ်နဲ့ဘယ်လိုမျိုးကျင်းနိုင်မလဲဆိုတာထက်အမားတို့အကောင်းဆုံးဒီနေ့လိုမျိုးပဲအကောင်းဆုံးကြိုးစားသွားမှာပါနောက်ပြီးတော့လည်းအာအတက်နိုင်ဆုံးအမားတို့ရှိသမျှအားနဲ့ပေါ့နော်ကလေးတွေအကုန်လုံးလည်းပဲအဲနောက်ပွဲအတွက်နောက်ဆုံးအချိန်အထိအမားတို့အနိုင်ရအောင်လို့ကြိုးစားပြီးတော့ကစားသွားပါမယ်အာဘယ်လိုရလက်မျိုးပဲရလာလားအမားတို့ကလေးတွေကနေပြီးတော့အပြည့်အဝစူးစမ်းပေးမယ်စူးစမ်းသွားမယ်ဆိုတာကိုတော့ယုံကြည်ပေးပါလို့အမကဒီကနေတောင်းဆိုချင်ပါရှင့် ော်ဟုတ်ကဲ့အမပထမနေ့ကပြောသလိုပဲเนาะဟိုပါပွဲတွေအကုန်လုံးက အကြက်တွေဖြစ်တာဖြစ်တဲ့အတွက်ကလေးတွေကိုတလဲချင်းစီအာနေရာပေးပြီးတော့ဗောနော်တနေ့ချင်းစီမှာအာအင်အပြည့်နဲ့ကစားဖို့အတွက်အမကြိုတင်စီမံထားတယ်လို့ညီမလေးတို့အကုန်လုံးပြောပြထားပါတယ်။နောက်ပြည်တက်ကြီးကိုလည်းပဲအဲ့လိုမျိုးစီမံထားတာဖြစ်တဲ့အတွက်ဒီနေ့တနေ့မှာဒီတယောက်ကစားပြီးတော့နောက်နေ့တနေ့မှာကစားမကစားရတာလည်းဖြစ်ကောင်းဖြစ်မယ်ရှင်။အားကြောင့်လဲဆိုအကုန်လုံးကညီမလေးရွေးစဉ်ပလီယာတွေအကုန်လုံးဖြစ်တဲ့အခါကျတော့ကလေးတွေကိုအကုန်လုံးကိုလည်းပဲ experience ပေးချင်တာဖြစ်တဲ့အတွက်မျှပြီးသုံးနေတာဖြစ်တဲ့အတွက်နားလည်းပေးပါလို့ပြောချင်ပါတယ်ရှင်။ဟုတ်ပထမဘွဲကရလာတဲ့အတွေ့အကြုံက အဲသူတို့ဘယ်လိုရန်သူမျိုးကိုရင်ဆိုင်နေရတယ်အဲဘလို့အသိမျိုးနဲ့ကစားနေရတယ်ဆိုတဲ့အသည့်သူတို့ဝင်သွားပြီတဲ့နောက်မှာသူတို့ကသူတို့ပဲဆုံးဖြတ်လာတာပါရှင်အရာရာအကုန်လုံးကိုကိုင်းနဲ့ရောက်လို့ရှင်ပလီယာပဲဥဆောင်သွားတာဖြစ်တဲ့အတွက်အဲသူတို့မှရှိနေတဲ့ကောင်းတဲ့အကွက်ကလေးတွေကပဲဒီနေ့ဒီနေရာကိုရောက်အောင်ပေါ့နော်ကျင်းပြောင်းတဲ့ကိုရလက်ကိုရောက်အောင်လို့သူတို့ကိုနိုင်ကဆွမ်းဆောင်သွားတာပါရှင်ဟုတ်အဲညီမတို့ဘလို့ပဲ joint training သွားပါတယ်ပြောပြောဘလို့ပဲအာ friendly match တွေကစားပါတယ်ပြောပြောဒီလိုမျိုးကမ္ဘာထိပ်တန်းဖြစ်တဲ့အသင်းကိုလူဆောင်ခေါ်ဖို့နောက်ပြီးတော့ဟို world wide level ကပလေယာနဲ့ကစားဖို့ဆိုတာအရင်ခက်ခဲပါတယ်ရှင်ဒီလိုအခြေအနေမျိုးမှာအကုန်လုံးကြုံကြိုက်ခွင့်ရတာဖြစ်တဲ့အတွက်မြမလည်းရွေးစဉ်အတွက်ကောဒီဘောလုံးပြိတ်တက်တဲ့အတွက်ကောအမတို့ဘောလုံးတော့ကဒီကလေးတွေအမျိုးသမီးဒီစီကိန်းအတွက်ကောဒီကအတွေ့အကြုံဟာတော်တော်တန်တော်တွေ့အကြုံမဟုတ်ဘူးလို့အမကတော့အဲ့လိုပဲသုံးသပ်မိပါတယ်ရှင်ဟုတ်နံပါတ်1အနေနဲ့ပလေယာတွေရောညီမတို့ရောမျှော်လင့်ထားတာ quarter final ပေါ့နော် အာဘယ်လိုမျိုးအဖြစ်နဲ့ဘယ်လိုမျိုးကျေနပ်မလဲဆိုတာထက်အမားတို့အကောင်းဆုံးဒီနေ့လိုမျိုးပဲအကောင်းဆုံးစူးစမ်းသွားမှာပါနောက်ပြီးတော့လည်းအာအတက်နိုင်ဆုံးအမားတို့ရှိသမျှအားနဲ့ပေါ့နော်ကလေးတွေအကုန်လုံးလည်းပဲအဲနောက်ပွဲအတွက်နောက်ဆုံးအချိန်အထိအမားတို့အနိုင်ရအောင်လို့စူးစမ်းပြီးတော့ကစားသွားပါမယ်အာဘယ်လိုရလက်မျိုးပဲရလာလားအမားတို့ ကလေးတွေကနေပြီးတော့အပြည့်အဝစ조사ပေးမယ်조사သွားမယ်ဆိုတာကိုတော့ယုံကြည်ပေးပါလို့အမကဒီကနေတောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ရှင်။အမကမနစ်ကတည်းကဒီပွဲတွေတတော်လျှောက်ဖို့အမလိုက်ကြည့်ထားပါတယ်။အဲ့တော့အဲအောက်ဖို့နဲ့အကုန်လုံးရဲ့အာအင်းအားတော်တော်များများအောင်အမမြင်ခဲ့ရတယ်ပေါ့နော်အဲ့တော့အမဒီအုပ်စုမှာကြားတဲ့အချိန်မှာဘယ်လိုမျိုးရင်ဆိုင်မလဲလို့တွေးလိုက်တဲ့အချိန်မှာအရင်ဆုံးကတော့လူတဘာဝကြောက်ပါတယ် အဲနောက်ပြီးတော့မှအမပြန်ပြီးစဉ်းစားတဲ့အခါကျတော့အမတို့ဒီနေရာကနေဘာရနိုင်လဲလို့ပြန်စဉ်းစားလိုက်တဲ့အခါကျဒီတစ်ဆင့်ကိုကြော်သွားလို့ရှိရင်အမကလေးတွေရလာမယ့်ဟာအမအရင်ဆုံးစဉ်းစားပြီးတော့ပြင်ဆင်ပါတယ်ရှင်ဘယ်လိုမျိုးလဲဆိုတော့ international မှာအမကလေးတွေအပြင်ထွက်ကစားဖို့ဆိုရင် quarter final အဆင့်ကိုရောက်သွားတာနဲ့အကုန်လုံးကအမကလေးတွေအကုန်လုံးကတော်တော်များများမြင်ပြီးရှင်အဲ့ဒီအခါကျလို့ရှိရင်ကလေးတွေနောက်နှစ်မှာရလာမယ့် အခွင့်အလမ်းကအများကြီးအမကြောက်တဲ့စိတ်နဲ့အများကြီးပို့ပြီးသားပါတယ်အဲ့ခါကျတော့အမစူးစမ်းကျင်တာ quarter final သွားတာဟာအမကလေးတွေကို international လမ်းဖို့အတွက်အမချီလန်းလန်းတာပါအဲ့တော့အမအတက်ထိုင်ဆုံးအဲသူတို့အဲ့ကိုပို့နိုင်မှုတဲ့အမလည်းစူးစမ်းနေသလိုပဲကလေးတွေလည်းဒီကိစ္စကိုသိထားတာဖြစ်တဲ့အတွက်သူတို့လည်းအတက်နိုင်ဆုံးအကောင်းဆုံးနောက်ဆုံးချိန်ထိစူးစမ်းမယ်လို့အမလည်းယုံကြည်ပါတယ်ရှင့်ကျေးဇူးပါပါကျေးဇူးတင်ပါတယ်